မိတ်ဆွေများလုံးပဲမင်္ဂလာပါရှင်ဗရိုက်ဗီချာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဖတ်ကြပေးမှာကတော့ဆရာပန်ဘော်သိန်းဖီရှင်းတာထားတဲ့တင်ဟာဒုက္ခတွေကနေကင်းလွတ်ခွင့်ရတာသူလားအသက်ရှူချိန်လေးပေးပါလားဆိုတဲ့စာပိုင်းလေးတွေကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်လွန်ခဲ့တဲ့နှစ်တန်ကြာလောက်ကမိတ်ဆွေတယောက်ကိုကျွန်တော်ယင်ဖွင့်ပြောပြမိတဲ့ကျွန်တော်ဟာအလုံးလုံးများကြောင်းနေကျွန်တော်ဘဝဟာလည်းခက်ခဲကြမ်းတမ်းကြောင်းကြီးတွားပြောပြတဲ့ သူဟာကျွန်တော်ပြောတာကိုတိတိကျကျနားထောင်ပြီးတော့နှစ်သိမ့်အားပေးတဲ့စကားနဲ့သူ့မှာလည်းပြဿနာတွေရှိလို့ကုချင်းစပါတယ်ဆိုတဲ့စကားတွေမပြောပါဘူးသူဟာဘာစကားမှမပြောပဲကျွန်တော်ကိုအတန်ကြာအောင်စိုက်ကြည့်ရင်တခုခုကိုစဉ်းစားနေတယ်ပြီးမှသူက ခုလိုမိကုံတခုမေးတယ်လူသားအလုံးမှာခမားတယောက်ပဲဒုက္ခတွေကနေกินလို့ခွင့်ရထားတယ်လို့ဘာကြောင့်ထင်နေရတာလဲ ကျွန်တော်ပထမတော့သူ့မိကွန်းကို နားမလဲလို့သူ့ကိုကြောင်ပြီးကြည်နေမိတယ်။နောက်တော့သူ့မိကွန်းရဲ့အဓိပ္ပာယ်ကိုသိလိုက်ရတဲ့အဲ့ဒီအဓိပ္ပာယ်ဟာ ကျွန်တော်ကိုအကျိုးရစေခဲ့တယ်။တကယ်တော့သူ့မိစေဟာကျွန်တော်ကို သတိမမူမိတဲ့တိတာထင်ရှားတဲ့အချက်တစ်ချက်ကိုရည်ညွှန်းပြောလိုက်ခြင်းပင်ဖြစ်တယ်။အဲ့ဒီအချက်ကဘဝဆိုတာစိန်ခေါ်မှုတွေအတားအဆီးခက်ခဲတွေ အနှောက်ရှက်တွေအကြက်အတဲတွေတောကရောက်เสียတွေပြဿနာတွေနဲ့ပြည့်နှံ့နေတဲ့အဲ့ဓာတွေနဲ့ကင်းလွတ်ခွင့်ရနေသူဆိုတာဒီကဘာမှာတရားမှမရှိဘူးလူမျိုးဘာသာကြားမမရွေဘယ်လိုမိဘမျိုးကမွေးဖွားတယ်ဘယ်အချိန်မှမွေးတယ်ဘယ်လောက်ချမ်းသာတယ်သူမဟုတ်ဘယ်လောက်ဆိုးသွမ်းတယ်ဆိုတာတွေကြောင့်ကင်းလွတ်ခွင့်ရနေသူလည်းလုံးဝမရှိဘူးသဘောကတော့လူတိုင်းဟာမွေးဖွားလာကြတဲ့ကနေတည်ဆုံး အချိန်ထိဒုက္ခတွေကို ရင်ဝယ်ပိုင်နေရတဲ့ဒုက္ခတွေကိုဖယ်ခွာဆုံးပြလို့မရနိုင်ပါဘူးလူတိုင်းဒုက္ခနဲ့မကင်းဘူးသင်လည်းဒုက္ခနဲ့ကင်းလို့ခွင့်ရထားသူမဟုတ်ဘူးဆိုတဲ့ချက်ကိုသိပြီးဆိုတော့အဲ့ဒါကိုမမေ့လျော့အောင်မိမိကိုယ်ကိုယ်တတိပေးနေရင်ပြဿနာတွေကို စိန်ခေါ်မှုတွေနဲ့ကြုံတွေ့တဲ့အခါမှာစိတ်ပူတာစိတ်ထိခိုက်တာတွေမဖြစ်တော့ဘူးဖြစ်ရင်လည်းနည်းနည်းပါးပါးပဲဒီအခါမှာโอเค နောက်ထပ်ပြဿနာတစ်ခုလားလာစမ်းပါရင်ဆိုင်ဖြည့်ရှင်းပစ်လိုက်မယ်လို့အာမန်တက်ကြွစာနဲ့သင် ပြောမိပါလိမ့်မယ်ဒုက္ခတွေကိုပျော်ပျော်ပပကြီးလက်ကမ်းကြိုးဆိုသူတော့ရှိမယ်လို့တော့ကျွန်တော်တန်တရားရှိပါတယ်ဒါပေမဲ့ဒုက္ခတွေကို လက်ခံနိုင်သူကြတော့ရှိကြမှာပါဒုက္ခကိုလက်ခံလိုက်ပြီးဆိုတာနဲ့ပြဿနာတွေစိန်ခေါ်မှုတွေကို ဖြည့်ရှင်းဖို့ခွန်အားရလာပါမယ် ဒါဆိုရင်အဲ့ဓာတွေကိုစိတ်တည်ငြိမ်စွာနဲ့ဖြည့်ရှင်းနိုင်မှာပါဖြစ်လာတဲ့ပြဿနာတွေအတွက်စိုးရိမ်ပူပန်ခြင်းဟာအခြေအနေကိုပိုဆိုးစေတာမို့စိတ်တည်တည်ငြိမ်ငြိမ်ထားပြီးအခြေအနေကိုမှန်မှန်ကန်ကန်သုံးသပ်ဆုံးဖြတ်ခြင်းဟာအကောင်းဆုံးဖြည့်ရှင်းနည်းပါကြေတနာအခက်ခဲဒုက္ခဆိုတာရှောင်လွဲလို့မရဘူးလို့မိမိကိုမိမိတတိပေးခြင်းဟာ အုံဖွာလို့မမှုံလိုက်တာနဲ့ပြဿနာတွေကိုကွယ်ပြောက်သွားအောင်လုံးမပေးနိုင်ဘူး ဒါပေမဲ့လောကမှာဒုက္ခနဲ့ကင်းလို့သူလုံးဝမရှိဘူးဆိုတာကိုစဉ်းစားပေးခြင်းဟာစိုးရိမ်ပူပန်မှုတွေကိုနှဲပါသွားစေမှာအမှန်ပါအခုပဲသင်လက်တွေ့ရင်ဆိုင်နေရတဲ့ပြဿနာတွေကိုအဲ့ဒီအမြင်နဲ့မြင်ကြည့်တတ်အောင်ကြိုးစားကြည့်ပါအ ਨੇ ဆုံးတော့သင်ရင်ဆိုင်နေရတဲ့ပြဿနာတွေကိုစိတ်တည်ငြိမ်စွာနဲ့ဖြေရှင်းပေးနိုင်အောင်ကုညီပေးပါလိမ့်မယ်အသက်ရှူချိန်လေးပေးပါလား လွန်ခဲ့တဲ့နှစ်တန်ကြာကကျွန်တော်ဟာအလွန်ဆိုးဝါးတဲ့အခြေအနေတရက်နဲ့ကြုံတွေ့ခဲ့ရတယ်။အဲ့ဒီအချိန်ဟာ ကျွန်တော်ဟာအလုံးအလွန်များတယ်။အလုံးကိစ္စနဲ့မကြာခဏခရီးသွားရတယ်။တာဝန်ယူထားတဲ့ project တွေဟာပြီးရမယ့်ရက်တွေမှာမပြီးနိုင်ဖြစ်နေကြတယ်။နားရမယူပဲအလုပ်တွေစက်တိုက်လုပ်နေတာလဲသတင်းပတ်တော်ကြအောင်ဖြစ်နေပြီ။ဖုန်းခေါ်ထားသူတွေကိုပြန်ဆက်မယ်လို့ပြောထားပြီးမဆက်ပြစ်တာအကျဉ်းတော်များနေပြီ။ သူများတွေဖိတ်တဲ့မွေးနေ့ပွဲထမင်းစားပွဲတွေကိုလည်းမတော်နိုင်အထူးစိတ်မကောင်းဖြစ်ရတာကသမီးနှယောက်ပါဝင်ကားပြတဲ့ကျောင်းကားကားပွဲတစ်ခုကိုတွားရောက်အာမပေးနိုင်ခဲ့တာပါဂတိပေးထားတဲ့အလုပ်တွေကို လုံးမပေးနိုင်လို့လူတွေကဂတိမတည်သူလို့ပြောကြမလားလို့တွေးပူနေခဲ့တယ်။ရုံးခန်းထဲမှာလည်းပစ္စည်းတွေ ဖိုင်တွဲတွေနဲ့ရှုပ်ပွားပြီးမရှင်းလင်းနိုင်ဘူး ကိုနဲ့လှောက်ရှာလေးချင်းငံမလုံးနိုင်လို့ခန္ဓာကိုယ်လဲဖိုက်ကြည့်ပူပြီးပုံပြတ်ပန်းပြတ်ဖြစ်နေတယ်အဆိုးဆုံးကမိသားစုတွေအချိန်လုံးဝမပေးနိုင်ခြင်းပါ ကျွန်တော်ဘလောက်ထိအောင်စိတ်ပြတ်စိတ်ညစ်နေခဲ့တယ်ဆိုတာခံမှန်လို့ရဒီအချိန်နေမှာတညနေခင်းအလောက်ကပြန်လာတဲ့ကျွန်တော်ဟာကျွန်တော်ဇနီးခရစ်ကိုအလုတ်ပင်ပန်းကြောင်းအနာမရကြောင်းတွေပြောပြနေတယ်ဒီခါမှာခရစ်ကကျွန်တော်ကို အခုလိုပြောတယ်ရှင်ကိုရှင် အသက်ရှူချိန်လေးများပြီးပါအောင်လားပြီးတော့သူကရှင်ဟာပြီးပြည့်စုံသူတယောက်ဖြစ်เสียမလို့ဘူးအလုပ်တွေအားလုံးကိုပြီးအောင် လုပ်ဖို့မလိုပါဘူးလို့လည်းဆက်ပြောတယ်သူစကားကြောင့်ကျွန်တော်ဟာအချိန်လေးကိုပြန်သုံးသပ်ကြည့်တယ်။အသက်ရှူချိန်မရှိအောင်အလုပ်တွေဇက်တိုက်လုပ်နေပေမယ့်အလုပ်တွေဟာပြီးတယ်လို့မရှိဘူး။ဟန်ချက်ပြတ်နေတဲ့ကျွန်တော်ဘဝကိုပြန်လဲတက်မှတ်အောင်လုပ်ပေးဖို့လိုပြီလို့စဉ်းစားလိုက်မိတယ်။ ခရစ်ပြောပြရတဲ့စကားဟာကျွန်တော်တို့လူအများစုအတွက်တတိပေးခေါင်းလောင်းတံပါကျွန်တော်တို့ဟာအရာရာအကောင်းဆုံးဖြစ်အောင်လုပ်ကြတယ်အလုပ်ကိုစူးစမ်းလုပ်ကြတယ်အလုပ်တွေကို စနစ်တကျဖြစ်အောင် စီမံကြတယ်မိဘကောင်ခင်မွန်းကောင်ဇနီးကောင် မိစေကောင်နဲ့တာဝန်သိတဲ့နိုင်ငံသားကောင်တွေဖြစ်ဖို့လဲစူးစမ်းကြတယ်အလုပ်များနေတဲ့ခြားကအချိန်လူပြီးကိုလက်လှုပ်ရှားမှုလေးကျင့်ကမ်းတွေလုပ်ကြတယ် ကြာတဲ့တဲ့အခွန်တွေကိုအချိန်မီပေးဆောင်ကြတယ်။အိမ်ကိုတန်ရှင်းရင်လှုပ်ကြတယ်။ဥယင်ကိုပေါင်းတင်မျက်ရှင်လှုပ်ကြတယ်။ရက်ကွက်တွေကတာရင်နိုင်ကိစ္စတွေမှာကူညီပေးကြတယ်။ရတဲ့အချိန်လေးမှာ စာအုပ်ဖတ်ကြတယ်။ခွေးတွေကိုအိမ်အပြင်မှာလမ်းလျှောက်ဖို့ခေါ်သွားကြတယ်။ကျွန်တော်တို့လုပ်နေကြတဲ့လုပ်တွေဟာအများကြီးပါ။အသက်ရှူချိန်လေးတောင်မရှိပါလား။ဒါဆိုရင်ဘာလုပ်ရမလဲ။အကောင်းဆုံး အကြံပေးချင်တာကတင်ဟာပြီးပြည့်စုံသူတယောက်ဖြစ်လို့အရာရာအားလုံးကို တက်ဆွမ်းနိုင်တယ်လုံနိုင်တယ်ဆိုတဲ့အယူအဆကိုစွန့်လွှတ်လိုက်ပါဒါကြောင့်အလုပ်တွေကိုနိုင်တဲ့လောက်ပဲလုပ်ပါ အသက်ရှူချိန်လေးရအောင်နာပြီးလုပ်ပါအလုံးများလွန်လို့အိမ်တန့်ရှင်ရေလှုပ်ဖို့အချိန်မရရင်အဲ့ဒါကိုနောက်မှလှုပ်ဖို့ရွှေ့ဆိုင်ထားလိုက်ပါ တငယ်ချင်း၃ယောက်ကတရက်ထဲမှာဖုံးဆက်လာပြီးသူတို့စီဖုံးပြန်ဆက်ဖို့ပြောလာကြတဲ့တင်ဟာပင်မန်းလုံးလို့တို့မဟုတ်အလုံးများလုံးလို့သူတို့ကို ဖုံးပြန်ဆက်ဖို့အချိန်မရှိဘူးဒီတော့တင်ဘာလို့တင်းတယ်လဲသူတို့ကိုနောက်ရက်တွေကြာမှဖုံးပြန်ဆက်လဲရတဲ့ ဒါမှမဟုတ်သူတို့ကိုအလုံးများနေလို့နောက်မှစကားအကြကြီးပြောမယ်လို့ဖုန်းနဲ့မက်ဆေ့တူတူလေးပို့ပေးထားလို့ရတယ်။ဒါမှမဟုတ်သူတို့ကိုဖုန်းပြန်ခေါ်ဖို့ကိုကိစ္စကိုမေးထားလိုက်ပါ။တဲ့မှာဘယ်ဟာကိုလုံးမယ်ဘယ်ဟာကိုမလုံးဘူးလို့ရွေးချယ်နိုင်တဲ့အခွင့်အရေးရှိတယ်။ အခုခေတ်ကြီးမှာကျွန်တော်တို့ဟာပြီးပြည့်စုံသူတွေဖြစ်အောင်ကြိုးစားနေကြတယ်။ဒါမှမဟုတ်ရာအားလုံးကိုအချိန်တိုအတွင်းလုံးနိုင်တဲ့တကူရှင်တွေလို့လည်းကုကုကိုထင်ကြီးနေကြတယ်။ဒါကြောင့်လည်းအလုပ်တွေကိုအများကြီးလုပ်နေတတ်ကြတယ်။ကြာလာတော့အလုပ်တွေကိုမနိုင်မနှင်းဖြီးပြီးစိတ်ရောကိုယ်ပါချုံချုံကြာလာကြတယ်။ကြမ်းမရေးချုပ်တဲလာကြတယ်။စိတ်တက်ကြာလာကြတယ်။ မပြောမရှင်းစိတ်မချမှတ်တာဖြစ်လာကြတဲ့မိမိကြောင့်မိသားစုလည်းစိတ်ညစ်ရတယ်အဲ့ဒီလိုဖြစ်လာတာကိုတားဆီးဖို့မိမိဟာပြီးပြည့်စုံသူမဟုတ်ဘူးတကူရှင်မဟုတ်ဘူးလို့ကိုကိုကိုအမြဲတတိပေးနေပါအစပိုင်းမှာပြောခဲ့သလိုကျွန်တော်ဟာအလုပ်တွေများကြီးလုပ်နေလို့စိတ်ရှုပ်ထွေးစိတ်ညစ်နေရတာက ကျွန်တော်စနီး ခရရဲ့တတိပေအကြံပေးစကားလေးကြောင့်ကိုကိုကိုအသက်ရှူချိန်လေးပေးလိုက်တယ်။အလုပ်တွေကိုနိုင်တဲ့လောက်နာနာပြီးလုပ်ရင်းနဲ့အရင်ကဖြစ်နေခဲ့တဲ့စိတ်ရှုပ်ထွေးတာစိတ်ညစ်တာတွေလျှော့ချသွားတယ်။စိတ်ချမ်းသာမှုကိုပြန်လဲရရှိလာခဲ့တယ်။ဆုံးရှုံးနေတဲ့ပျော်ရွှင်စရာမိသားစုဘဝကိုလည်းပြန်လဲရရှိလာခဲ့တယ်။မိသားစုလည်းကျွန်တော်ကိုကြည်ပြီးစိတ်ချမ်းသာလာကြတယ်။ကျွန်တော်ဘဝဟာအချိန်တိုအတွင်းမှာပဲပုံမှန်ပြန်ဖြစ်လာခဲ့တဲ့ တကယ်တော့ကျွန်ုပ်ဘွားဟာအရင်ကထက်တောင်ပိုကောင်းလာခဲ့ပါတယ်။အရင်ကထက်လည်းကျွန်တော်ပိုပြီးစိတ်ချမ်းသာလာခဲ့တယ်။အခုလိုဖြစ်လာရတဲ့အကြောင်းရင်းကကိုကိုကို အသက်ရှူချိန်လေးပေးလိုက်လို့ပါ။ဟုတ်ကဲ့ပါရှင်။ဒီစာပိုင်းလေးကိုနားထောင်ပြီးတော့မိတ်ဆွေတို့တဲ့တစုံတစ်ခုခံစားရမယ်ဆိုရင် comment မှာရေးခဲစေချင်ပါတယ်။ မကူအပ်ပေသောစာကြိပိတ်တများနှင့်အတူတတ္တဝါရီအလုံးကောင်းကျိုးလျာဆန္ဒတွေပြေဝါကြပါစေလို့ဆုတောင်းမြတ်တာပို့သရင်ဆုံးထိနာထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်